2019ခုနှစ်အော်တိုဝါလာ12ရက်နေ့စနေနေ့မှာ New Oran မြို့ရဲ့မနက်ခင်းဟာတခြားနေရက်တွေလိုပဲကြေးငှက်တွေရဲ့တုန်ကျူးတန်တဲ့အတူနေထွက်လာပြီးလူတွေအားလုံးကလည်းသွားလာရင်အလုရှုပ်နေစေဖြစ်ပါရဲ့အဲဒီနောက်မှာတော့မထင်မထားတဲ့ဖြစ်ရက်တစ်ခုပေါ်ပေါက်လာခဲ့ပြီးတမျိုးလုံးလဲဒီဖြစ်ရက်ကြောင့်တုံလှုပ်အံ့ဩခဲ့ရပါတယ်။လန်သွားလန်လာတွေဟာလည်းဒီဖြစ်ရက်ကြောင့်ကြောက်လန့်ကြကြီးရှုခဲ့ပြီးအိမ်မှာဆိုးတစ်ခုသူတို့မျက်စိရှိတွင်ပေါ်ပေါက်လာတယ်လို့ခံစားခဲ့ရပါတယ်။ ဒီအချိန်ပေ190ကျော်မြင်မာတဲ့ Hard Rock Hotel ကြီးကလည်းသူ့အလိုလိုစတင်ပြိုကျလာခဲ့ပြီ။စက္ကန့်အနည်းငယ်အတွင်းမှာတဲ့ Hotel အပေါ်ပိုင်းတစ်ဝက်လောက်ဟာပြိုကျပျက်စီးသွားခဲ့ပြီပဲဖြစ်ပါရည်။အောက်ဖက်ကလမ်းတွေပေါ်မှာလည်း Concrete တွေနဲ့တန်တွေတွေပြန်ကျဲနေပြီးဒါဟာပြိုကျဖျက်ဆီးမှုတွေပြုလုပ်နေတာမဟုတ်တလို့အစာအုပ်ဟောင်းတစ်ခုလည်းဟုတ်မနေခဲ့ပါဘူး။တကယ်တော့ဒီ hotel ဟာအသက်ဆက်ဆက်ဆောက်လုပ်ထားတဲ့အစားအုပ်တစ်ခုဖြစ်ပြီးသူရဲ့ဆောက်လုပ်ရေးလုပ်ငန်းစဉ်ဟာအပြီးတော်မတက်ရသေးပါဘူး။ဒီတော့ဘာကြောင့်မှဒီ hotel အသက်ဆက်ဆက်ကြီးကပြိုကျသွားရတာလဲ။ မင်္ဂလာပါ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာတော့တင်တို့ကိုအချင်းပြတ်ခြားစားခြင်းတွေအဖြစ်မှန်ဖုံးကွယ်ခြင်းနဲ့ရေကူးကန်တွေကနေအမေရိကန်အစိုးရဆုံးသောဆောက်လုပ်ရေးမတော်တဆမှုကြီးဘလို့ဖြစ်ပျက်သွားတယ်လဲဆိုတဲ့အချက်အလက်တချို့ကိုစူးစီးတင်ဆက်ပေးသွားမှာပါဒီတော့ကျွန်တော်ခုတင်ဆက်ပေးမယ့်အဆီဇင်လေးကိုအဆုံးထိလိုက်ပါမကြည့်ရှုခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်သွားဖို့တောင်းဆိုပါရစေအစင်းသေးဖြစ်ပြီးဆိုရင်တော့စားလိုက်ရအောင်ပါ ။ New Orleans မြို့ရဲ့အဓိကနေရာတစ်ခုဖြစ်တဲ့ Corner Street မှာပြားစပ်ယုံတွေဈေးဆိုင်တွေလမ်းသွာလမ်းလာတွေရောင်းစုံကားတွေနဲ့စီကားရှုပ်ထွေးနေတတ်ပါတယ်။တဲ့တော့အခုမြင်တွေ့နေရတဲ့နေရာကတော့ Canal Street အမှတ်1031ဖြစ်ပြီးတခါက New Aram မြို့ရဲ့ဒီနေရာမှာ Harrod Hotel တည်ရှိခဲ့တာ ဖြစ်ပါတယ်။ဒီ hotel ရဲ့တည်ဆောက်ပုံကိုအသေးစိတ်မလေ့လာခင်ဒီနေရာရဲ့အတိတ်သမိုင်းကြောင်းကိုလည်းအနည်းငယ်ပြောပြဖို့လိုပါလိမ့်မယ်။1939ခုနှစ်ကအဲ့ဒီနေရာမှာ Who First Store ဆိုတာရှိခဲ့ပြီးတံမိုးတက်တက်တာနဲ့ပစ္စည်းတွေရောင်းချပါတယ်။ ဒါကြောင့်ပဲဒီစတိုးဟာနယူးအော်လန်မြို့ရဲ့ရေပန်းအစားဆုံးဈေးဝယ်နေရာတစ်ခုဖြစ်လာပြီး20ရာစုအလဲပိုင်းမှာတော့လူမျိုးရေးခွဲခြားခြင်းကိုအများပြည်သူနေရာတွေမှာတင်းတင်းကြပ်ကြပ်ကန့်တလာခဲ့ပါပြီ။အဲဒီနေရာမှာလည်းခန္ဓာ street ပေါ်က Woolfro Store ဆိုင်လည်းပါဝင်ခဲ့ပါပြီ။အဲဒီဆိုင်ဟာ Africa American ဝယ်ယူသူတွေကိုနေလဲစားစပွဲတွေမှာဝန်ဆောင်မှုမပေးတာကြောင့်ဒီလိုမမျှတမှုကိုမကျေနပ်တဲ့မျိုးရင်းကတက္ကသိုလ်ကျောင်းသား9ယောက်ကစပွဲဝိုင်းမှာဝင်ထိုင်ဆန္ဒပြခဲ့ကြပါပြီ။ ဒီဆန္ဒပြမှုဟာ New Orleans မှာလူမျိုးရေးခွဲခြားမှုအတွက်ပထမဦးဆုံးအကြိမ်အဖွဲ့လိုက်ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။ဒီလိုနဲ့လူတွေအုံကြွလာတာကြောင့် store ဆိုင်လည်းအစာအသောက်ကောင်းတာကိုပိတ်လိုက်ရပြီးဆန္ဒပြသူတွေကလည်းဒီနေရာကနည်းနည်းမှမရွေပဲဆက်ထိုင်နေကြကြပါရီ။နောက်ဆုံးမှာတော့ကျောင်းသားတွေလည်းဖမ်းဆီးခံရပြီးမယ်။ဒီဖြစ်ရတဲ့ကိစ္စဟာနောက်ဆက်တွဲအနေနဲ့နိုင်ငံသားအခွင့်အရေးတက်ကြွလှုပ်ရှားဦးဆောင်သူတွေဆန္ဒပြမှုတွေစတိုက်ပေါ်ပေါက်လာခဲ့ပြီးဒီဆိုင်ဟာလည်း boycott လုပ်ခံခဲ့ရပါရီ။ အဲဒီနောက်နောက်ထပ်နှစ်ပေါင်း30အကြာမှာတော့ Khanna Street ကလည်း Lucy ကားမှုပြန်ကျဲသွားတယ်လို့1990ခုနှစ်မှာတော့ Woolworth ကလည်းကြာဆင်းလာခဲ့တာကြောင့် store ဆိုင်ပိတ်သိမ်းမှုအထိဖြစ်လာခဲ့ပါတယ်။နောက်နှစ်အနေငယ်အကြာမှာတော့အစာအုပ်ကလည်းစွန့်ပစ်ခံလိုက်ရပါတယ်။ဒါပေမဲ့လည်းအခြေအနေတွေကစိုးဝါးရာကနေပုံမစိုးဝါးလာခဲ့ပြီး2005ခုနှစ်မှာတော့ New Orleans ဟာတနအီကို128မိုင်နှုန်းတိုက်ခိုက်တဲ့၄မုံတိုင်းတိုက်ခိုက်ခံခဲ့ရပါတယ်။ အစားအုပ်တွေလည်းပျက်စီးကုန်ပြီးမိုးရိမ်ချိန်ဆဲလက်မအထိမြင်မာလာတာကြောင့်နောက်ဆက်တွဲအနေနဲ့တစ်ချိန်လုံးကခန်းနာခဲ့တဲ့စွန့်ပစ်ကန်စတိုးဆိုင်လည်းစုစုဝါပျက်စီးယူရင်ခဲ့ရပါတယ်ဒီလိုနဲ့နောက်နှစ်နှစ်ကြာတဲ့အထိ Woolworths Store ကလည်းလူသူကင်းမဲ့တဲ့အတိုင်းပဲရှိနေသေးပြီး2008ခုနှစ်မှာတော့ Carlos Company ကပိုင်ရှင်ဆက်လုပ်ရေးလုပ်ငန်းရှင် Mohan Carlos ကအစာအုပ်နဲ့မြေနေရာကိုဒေါ်လာ3.6တန်းနဲ့ဝယ်ယူသွားခဲ့ပါတယ် 2011ခုနှစ်မှာတော့ Colors Company ကလည်းအဲ့ဒီနေရာကိုဘယ်လိုလုပ်မလဲဆိုတဲ့အစီအစဉ်တရက်ချပြလာပါတယ်။သူတို့ဟာ store site နေရာကို16ရက်မြင်းနဲ့အစားအုပ်တစ်ခုဆောက်လုပ်ဖို့ဆုံးဖြတ်ခဲ့ပြီးအဲ့ဒီနေရာမှာတိုက်ခန်း308ခန်း၊ကားပါကင်နေရာ486ခုနဲ့စားတောက်ဆိုင်နဲ့ student fee 3800ကျဲဝန်းနဲ့ဈေးဝယ်နေရာတွေပါဝင်မှာဖြစ်ပါတယ်။ဒါပေမဲ့လည်းအတားအဆီးတစ်ခုကအဲ့ဒီ Corner Street ကအစားအုပ်ရဲ့အမြင်ဟာပေ80အထိကန့်သက်ထားပေမဲ့ Colors Company ရဲ့ယူရထားတဲ့ design ဟာပေ190ဖြစ်ပါတယ်။ ဒီတော့သူတို့လည်းပထမအဆုံးအနေနဲ့ New Orleans Councilor ကိုအမြင့်ဆုံးကန့်သက်ချက်တုံးမြင်ပြီးပြုခွင့်ပြုချက်တောင်းခံခဲ့ပြီးမယ် Councilor အဖွဲ့ဝင်အများအပြားကတော့ဒီအစီအစဉ်ကိုပယ်ချလိုက်ပါတယ်အမြင့်ပြည့်တိုးမြင့်ခြင်းဟာတမိုင်းဝင် France Quarter အစာဦးရဲ့ဗိဒုကာဆိုင်ရာအလားပါတွေကိုထိခိုက်စေနိုင်တာကြောင့်ပယ်ချခဲ့တာဖြစ်ပြီး Khana Street အမှတ်1031ဝင်းကျင်ကအစာဦးတွေဟာ19ရာစုဒီဇိုင်းတွေဖြစ်ပါတယ်။နောက်ဆုံးမှာတော့ Council အဖွဲ့ဝင်တွေလည်း project တန်ဖိုးနဲ့အဲ့ဒီနေရာရဲ့စီးပွားရေးအခြေအနေပြန်လည်မြင့်တင်နိုင်ဖို့အတွက်လက်ခံပေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ2014ခုနှစ်မှာတော့ Wolf of အစာအုပ်ကိုဖြိုချရင် New Orleans ရဲ့တမိုင်းတစ်ခုပျက်စီးသွားခဲ့တာကြောင့်ဒေသခံတွေလည်းတိဆုံးဖြတ်ချက်ကိုစိတ်ပျက်ခဲ့ပါတယ်။ပိုဆိုတာက Carlis Company ဟာ Wolf တရှိခဲ့တဲ့အထိမ်းအမှတ်တစ်ခုကို site ထုပေးခဲ့ပို့တော့ပြက်ကွက်ခဲ့တယ်လို့တမိုင်းကြောင့်တစ်ခုလုံးဖြောက်ဖြက်ပြစ်တယ်လို့ဖြစ်သွားပါတယ်။ အဲ့ဒီနောက်ရှင်းလင်းမှုတွေလှုပ်ဆောင်အပြီးမကြခင်မှာပဲဆောက်လုပ်ရေးတွေစတင်ရမှာဖြစ်ပေမဲ့နှစ်အတန်းကြားတဲ့အထိဒီအတိုင်းသာကြန့်ရှိသေးပါတယ် Colors Company ကလည်းဆောက်လုပ်ရေးစိတ်ဒေါ်လာ38,300ကျော်မြို့တော်ကိုပေးဆောင်မှုညှင်းဆန့်ခဲ့တာကြောင့်ငွေပေးချေမှုမရှိတဲ့အတွက်အဲ့ဒီနေရာကလည်း6ကတ်နေခဲ့ရပြန်ပါတယ်2018ခုနှစ်ဖေဖော်ဝါရီလမှာတော့ Colors Company ဟာ Harrox ဆိုတဲ့နိုင်ငံတကာကုမ္ပဏီနဲ့လက်တွဲလိုက်ပါတယ်အဲ့ဒီကုမ္ပဏီဟာနိုင်ငံပေါင်း85နိုင်ငံမှာစားတောက်ဆိုင်ကာစီနိုဟိုတယ်စတာတွေဖွင့်လှစ်ထားတဲ့ကုမ္ပဏီကြီးတစ်ခုပါ အကျိုးအမြတ်များပြားလာတဲ့မိဖက်လှုပ်ဆောင်မှုကြောင့်အစာအုပ်ကလည်းပေးချေနိုင်ခဲ့ပြီးနောက်ဆုံးမှာတော့ဆောက်လုပ်ရေးစတင်နိုင်ခဲ့ပါတယ်။ဟာရောရဲ့ပါဝင်မှုဟာတိုက်ခန့်အင်အားတစ်ခုကနေဟိုတယ်ကြီးတစ်ခုစီကိုပြောင်းလဲသွားခဲ့ပြီးပြန်လည်ပြင်ဆင်ထားတဲ့အစာအုပ်ဒီဇိုင်းဟာဝယ်ယူနိုင်မဲ့အိမ်ခန်း62ခန်းနဲ့ဧည့်သည်တွေတက်အခန်းပေါင်း350အထိပါဝင်ပါပါ။နောက်ပြီးအဲ့ဒီမှာတိဆောက်ထားတဲ့အခန်းတိုင်းမှာလည်းလာသားဆောင်ကနေမြို့ကိုရှုခင်းကြည့်ရှုခန်းစားနိုင်ပါပါ။အဲ့ဒီအပြင်ဇုံရဲတွေကာဝဲခန်းမှာနှစ်ခုအစင်းမြင့်စားတောက်ဆိုင်နဲ့ Sky Bar အပြင်ခေါမိုးတက်ကရေကူးကန်တကယ်မှာပါဝင်ပါသေးတယ်။ ဒီလိုနဲ့ပဲ2018ခုနှစ်ဖေဖော်ဝါရီလမှာတော့ဟိုတယ်ဆောက်လုပ်ရေးစတင်လာခဲ့ပြီဒီလိုနဲ့လွန်ခဲ့တဲ့9နှစ်လောက်ကဒီအဆီဇင်ဟာအခုမှပဲစတင်နိုင်ခဲ့ပါတယ်ဒါပေမဲ့သူတို့ဟာမူလဆောက်လုပ်ရေးအဆီဇင်ကိုမကျင်းတတ်နိုင်ပဲ205ပေအထိမြင့်တင်မှုဆုံးဖြတ်လိုက်ကြပါတယ်ဒါဟာအစာဦးရဲ့ဟိုးအပေါ်ဆုံးဖန်ဆောက်ရဲ့အမြင့်မျက်နှာချက်ကိုမြင်မသွားစေခဲ့တယ်လို့ရေကူးကန်နဲ့ rooftop bar ထည့်သွင်းမှုအတွက်လည်းပုံမှုလွယ်ကူသွားစေပါတယ်။ဒါပေမဲ့ New Orleans မြို့ကောင်စီအတွက်ဒါဟာမြင်မလွန်ပြီးရင်းနှီးမြှုပ်နှံသူဟာအလွန်ချဲကားတယ်လို့ယူဆတာကြောင့်ပေ190အထိသာခွင့်ပြုပေးခဲ့ပါတယ်။ ဒါကြောင့်မို့အရှိမပြောခဲ့တဲ့ဟိုတယ်ထိပ်မှထည့်သွင်းမဲ့ဇိမ်ခံပစ္စည်းတွေပါဝင်စေဖို့ဒီဇိုင်းအဖွဲ့အားလည်းပြင်ဆင်မှုတွေလုပ်ရပြန်ပြီ။ဒါကပဲအဆိုးအဝါဆုံးအမှားဖြစ်သွားပါတယ်။ဒါပေမဲ့လည်းဆောက်လုပ်ရေးကတော့စတင်နေပြီ။နောက်ထပ်ပြဿနာတစ်ခုကတော့2019ခုနှစ်စက်တင်ဘာလမှာလျှက်စစ်ပညာရှင်တွေပါတဲ့နိုင်ငံတကာလျှက်စစ်လုံသားများအဖွဲ့အစည်းကစာနာပြလာပြန်ပါတယ်။ဘာကြောင့်လဲဆိုတော့ဆောက်လုပ်ရေးခေါင်းဆောင်တွေဟာ license မရှိအရေးအသွေးမမီတဲ့လျှက်စစ်လုံသားတွေကိုခန့်အပ်ထားတာကြောင့်ပါ။ ဒါပေမဲ့လည်းအစအဦးကတော့တစားတစားပီးစည်းကန်ဤဖြစ်ပြီး2019ခုနှစ်အော်တိုဘာလမှာတော့18ထက်နဲ့တက်မှတ်ထားတဲ့အမြင့်အထိရောက်လာခဲ့ပြီးရေကူးကန်ကလည်းခေါင်းမိုးပေါ်မှာတင်လိုက်ကြပါရီဒါပေမဲ့ကံမကောင်းစွာနဲ့ပဲဒါဟာသူတို့လုပ်ခဲ့တဲ့နောက်ဆုံးအလုပ်ဖြစ်သွားပါရီရေကူးကန်တက်ပြီးတရက်အကြာမှာတော့အစအဦးကစတင်ပြိုကျလာခဲ့ပြီး2019ခုနှစ်အော်တိုဘာလ12ရက်နေ့မနက်ခင်းမှာတော့ဆက်လို့ရေလုသားတွေကလည်းအချောတက်နေတော့မနက်9:17မိနစ်မှာကျဲလောင်းတဲ့အကွဲတန်ကြီးနဲ့အတူအစအဦးတို့ခုလုံးလှုပ်ရမ်းပြီးဇက်တိုက်ဆိုသလိုပြိုကျသွားခဲ့ပါရီ ဒီပြိုကျမှုကအနာကဆိုင်ကတစ်စတောရဲ့ခေါင်းမူးကိုပါထိခိုက်မိခဲ့ပြီးလောက်ကိုင်းနေတဲ့အလုသမား112ယောက်ကတော့အလင်းမြန်ထွက်ပြေးကြပါပြီ။အလုသမား3ဦးကတော့ကံမကောင်းစွာပဲသေဆုံးခဲ့ရပါပြီ။ဒီပြိုလဲမှုကြောင့်ဒေါ်လာတန်ပေါင်းများစွာပျက်စီးဆုံးရှုံးခဲ့တယ်လို့ထိခိုက်ဒဏ်ရာရသူတွေလည်းအများပြားရှိခဲ့ပါပြီ။ဒီဖြစ်ရဟာသတင်းကြီးသွားခဲ့တယ်လို့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပြီးအင်ဂျင်နီယာတွေကလည်းပေ250မြင်းနဲ့ဒီနေရာကဂရိတ်နှစ်ခုကိုဖယ်ရှားဖို့မလွဲတာကြောင့်အစားအုပ်ပေါ်ဖြိုချဖို့စီစဉ်ခဲ့ပြီးမြေတစ်ခုသာအဆင်ပြေခဲ့ပါပြီ။ အဲဒီနောက်မှာတော့အပျက်စီးတွေကို16လကြာရှင်းလင်းခဲ့ရပြီဒီအတွက်ခါနန်နဲ့ report land တို့ရဲ့လမ်းစုံနေရာတွေကိုတစ်နှစ်ကျော်လောက်ပိတ်ပင်ထားခဲ့ရပါတယ်ဒါဟာဒီနေရာတစ်ဝိုက်ကလုပ်ငန်းတွေကိုဝင်ငွေထိခိုက်စေခဲ့ပြီးဝိုင်းဝန်းသူတို့ကိုအပြစ်တင်ကုန်ကြပါတယ်တကယ်တော့ဒီနေရာကိုတာဝန်ယူဆောက်လုပ်ထားတဲ့ Khalis မိသားစုပါဝင်တဲ့အငင်းပွားပွဲရာပြဿနာတွေဟာဒါရင်မကသေးပါဘူး Mohan Khalis ကအစားအုပ်ကိုဝယ်ယူပြီးနှစ်နှစ်အကြာ2013ခုနှစ်မှာ Khalis Company ရဲ့အဖွဲ့ဝင်ဖြစ်သူသူ့ရဲ့သားဟာထောင်နဲ့လ30ချမှတ်ခံရပါတယ် အကြောင်းကတော့လေမုံတိုင်းသစ်အင်ရှင်တွေအတွက်အစိုးရကထောက်ပံ့ပေးတဲ့ပြည်သူရန်မုံငွေတွေကိုခိုးခဲ့တာကြောင့်ပါဒါတွေမကသေးပဲစုံလန်းစစ်ဆေးမှုတွေအရာမိုဟန်ကမြို့တော်ဝင်ကိုပေးအပ်ထားတဲ့လှူဒန်းရေးအစီအစဉ်တွေမှာဒေါ်လာ9000မြို့တော်ကောင်စီအဖွဲ့ဝင်တွေကိုလှူဒန်းထားတဲ့ထဲမှာဒေါ်လာ2300အထိအလွဲသုံးစားလုပ်ခဲ့ပါတယ်ဒီလိုလှူဒန်းမှုတွေကြောင့်လဲကောင်စီအဖွဲ့ဝင်တွေကခါလိစီရဲ့အစာအုပ်ကိုအမြင့်ပေးတိုးပေးလိုက်တာလည်းဖြစ်နိုင်ပါတယ်အစာအုပ်စုံစမ်းရေးအဖွဲ့ကလည်းလုပ်ငန်း၈ခုကိုအမြင့်သောလုံခြုံရေးနဲ့ကျန်းမာရေးဆိုင်ရာစီကံချိုးဖောက်မှုတွေနဲ့စွဲချက်တင်ကြပြီးသူတို့လည်းတန်ကြီး ဒေါ်လာ3,305,000ကိုစုပေါင်းပေးဆောင်ရပါတော့တယ်။အထူးသဖြင့်တော့ဒီဇိုင်းအဖွဲ့မှအတိအကတာဝန်ရှိတယ်လို့ယူဆခံရပြီးကုမ္ပဏီဘက်ကလည်းအမြင့်ပေးထပ်မံတိုးချဲ့မှုကန့်သတ်ခံရပြီမင်းမူလအစီအစဉ်ထားတဲ့ရေကူးကန် roof door ပါစတာတွေထည့်သွင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီအတွက်လဲ16ထက်နဲ့18ထက်တွေမှာ22လက်မှာ3ကွန်ရက်တွေတုံးရမယ်စာပုံမပါလွာတဲ့7လက်မှာ rap key တွေကိုပဲအသုံးပြုခဲ့ပါတယ်။တလွာကို7ဘီလောက်အမြင့်လောက်ပို့ထွက်လာပြီမင်းအချောင်ကြန့်ခိုင်မှုကတော့အဲ့ဒီနေရာမှာအတော်လေးအားနေသွားပါတယ်။ အဲ့ဒီအပြင်ကွန်ကရစ်ကြမ်းခင်းတိဆောက်ရမှာလည်းအသုံးပြုမဲ့တတ်ထုအခင်းပြကို3.36လက်မအစားပုံမပါလွားတဲ့3.33လက်မဖြစ်ပြောင်းလဲလိုက်ပါတယ်။ကျွမ်းကျင်အင်ဂျင်နီယာတွေကပြောင်းလဲလိုက်တဲ့အစီအစဉ်အတွက်တိုင်24တိုင်ထည့်သွင်းဖို့ပြောကြပေမဲ့12တိုင်သာထည့်သွင်းခဲ့ပါတယ်။ပိုဆိုရကတော့တိုင်တွေဟာမူလစင်စင်ထားတာထက်၄လက်မလောက်ပါလွားနေတာပါ။ဒီလိုမျိုးအစားတို့ပြောင်းလဲလိုက်တဲ့တိုင်အသေးတွေဟာမူလတိုင်တွေကတောင့်တင်းမှုရဲ့ရှစ်ပုံတစ်ပုံသာရှိပြီးဒါကြောင့်လည်းအပေါ်ဆုံးအထက်တွေကနေစတင်ပြိုကျလာတာအံ့ဩစရာမရှိပါဘူး။ ဒါပေမဲ့အဲ့ဒီဟိုတယ်ရဲ့ဆက်လုပ်ရေးအမှားတွေထဲမှာဒါကအစိပ်ပိုင်းလေးတစ်ခုသာရှိပါသေးတယ်။ GPS မှတ်တမ်းတွေအရာဆက်လုပ်ရေးကြီးကြပ်သူတွေဟာအစာအုပ်တိဆောက်ရာမှာရှိမနေကြသလိုအစာအုပ်ကိုထိထိရောက်မစစ်ဆေးပဲတင်ပြချက်အမှားတွေဖြစ်စေပြီးနောက်ထပ်စစ်ဆေးသူတွေတယောက်ဆိုရင်တော့အစာအုပ်ကိုလာတော့မကြည့်ပဲလက်ထုံးငွေဒေါ်လာ6500ကျပ်ယူခဲ့ပါသေးတယ်။ ဲ့ဒီအပြင်လုပ်ငန်းခွင်ကအလုပ်သမားတွေကြားမှာလဲစိုးရိမ်မှုမြင့်တက်လာခဲ့ပြီး but moro ဆိုတဲ့ကြီးကြဲမှုကတော့အခြေအနေတွေကိုသဘောမချတာကြောင့်ဓာတ်ပုံမှတ်တမ်းတွေယူထားပြီး contract အုပ်ကလည်းပြိုလဲမှုမဖြစ်ခင်တည့်ရက်အလိုကအခုလိုမျိုးမှတ်တမ်းတင်ခဲ့တယ်လို့ concrete အခင်မှာဤကြလွန်နေရကြောင်းအောက်ခံတောက်တိုင်တွေကိုကွေးညွန့်ကုန်တာမြင်တွေ့ကြပါပြီနောက်ထပ်အလုပ်သမားတအူးကလည်းအစာအုပ်ရဲ့ NLC ရဲ့အနေထားကိုသူ့ရဲ့ကြီးကြဲသူတွေကိုပြောခဲ့ပြီးမြင်သူတို့ကတော့ပေါ့ပေါ့တန်တန်သာသဘောထားခဲ့ပါတယ်ပြိုကျမှုဖြစ်ပြီးတဲ့နောက်မှာတော့ plumber ကပဲကုမ္ပဏီကိုတရားစွဲဆိုမှုစတင်ခဲ့ပါတယ် 2019ခုနှစ်နိုဝင်ဘာလမှာတော့ပလောင်မာကသူ့ရဲ့နိုင်ငံစီပြည်နေတံပေးလိုက်ပြီးဒီလိုနဲ့အမှုနဲ့အဓိကတက်တဲ့တယောက်ကလည်းပျောက်ကွယ်ရောသွားပြီး၄နှစ်ခန့်အကြာမှာတော့ဟိုတယ်ပြိုကျမှုအတွက်အပြစ်သက်အမိန့်ချခဲ့ပါတယ်။ဒါပေမဲ့လည်းတရားသူကြီးတွေကတော့ဒီအမှုအတွက်ဘယ်သူကိုမဆိုပြစ်ဒဏ်ပေးခြင်းမရှိသလိုတက်တဲ့မလုံလောက်ဘူးလို့လည်းဆိုပါတယ်။ဒီလိုနဲ့ပဲလူသုံးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူအများပြားရှိခဲ့တဲ့ဒီဖြစ်ရပ်အတွက်ဘယ်သူမှတာဝန်မခံခဲ့ရပါဘူး။ ဒါပေမဲ့ဒါတွေကိုစလုပ်ခဲ့တဲ့ Carless Company ဘက်ကတော့ဒီဖြစ်ရပ်ကိုသင်္ကန်းစာယူဖို့မရပဲလာပေါင်း20အကြာ2021ခုနှစ်ဇွန်လမှာတော့ဒီနေရာကိုရှင်းလင်းပြီးဟော့တဲအသစ်စလုပ်ဖို့စီစဉ်လာပြန်ပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့သူ့ရဲ့တင်ပြချက်တွေကိုမြို့တော်ကောင်စီကပယ်ရှားလိုက်ပြီးလက်ရှိမှာတော့အဲ့ဒီနေရာကရှင်းလင်းသွားပြီဖြစ်တယ်လို့2024ခုနှစ်နိုဝင်ဘာလမှာတော့မြို့တော်ကောင်စီအဖွဲ့ဝင်တွေကဒီနေရာကိုတမိုင်းဝင်နေရာဖြစ်ပြောင်းလဲဖို့တညီတညွတ်ထဲသဘောတူဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့အစာဦးနေရာမှာအောင်မေဘွယ်ရဲ့အထိတ်မှတ်တစ်ခုတိဆောက်စေခဲ့တယ်လို့ယနေ့မှာတော့ဟိုတယ်ရဲ့အကျဉ်းကြံလဲမြင်များစစမကြံရှိတော့ပါဘူး။ဘာဖြစ်ဖြစ်ပါခါနာစထရိတ်ကဒီဖြစ်စဉ်ဟာအကျဉ်းပြတ်ချစားခြင်းလောဘကြီးခြင်းနဲ့စီကံလိုက်နာမှုအားနေခြင်းဟာဘေးအန္တရာယ်ကြီးတစ်ခုစီဥတီနိုင်တဲ့အကြောင်းတက်တည်ပြခဲ့တာဖြစ်ပါတယ်။ကဲဒီတော့လူကြီးမင်းတို့ရောကျွန်တော်ခုတင်ဆက်ပေးတဲ့ဖြစ်ရလေးနဲ့ပတ်သက်ပြီးထင်မြင်ချက်လေးတွေရှိမယ်ဆိုရင်တော့ comment မှာပါဝင်ဆွေးနွေးပြသလိုက်ပါ။အစီအစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။